င်္ဂလာပါရှင်ကျမကတော့ချီချိုဆမ်မ DPPO မြေတန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါအနာသိစစ်တပ်ကဖမ်းဆီးထားတဲ့သတင်းစာဆရာဦးစီသူအောင်မြင့် BBC Media Asia ရဲ့ခန်းစားကြည့်အစီအစဉ်ကမတ်တထက်ခိုင်နဲ့အဆိုတော်တန်တာဝင်တို့လူငယ်ချမ်းသာကွင်းတွေနဲ့ပြည်လဲလွတ်မြောက်လာကြောင်းသိရပါတယ် ဝိုင်းရင်သတင်းစာဆရာဦးစီသူအောင်မြင့်ကိုတော့စစ်ကောင်စီကပုံမှန်905ကကြီနိုင်ငံတော်ကြီးညိုပြည့်စုံမှုပုံမှန်1နှစ်လေကကြီတို့နဲ့တရားဆွဲဆိုထောက်ချထားတာဖြစ်ပြီးတော့ပြန်လည်လွတ်မြောက်လာကြောင်းကိုမိသားစုဝင်တယောက်ကလူမှုကွေရက်မှာအတည်ပြုရေးသားထားပါတယ် BBC Media Asia ခန်းစားကြည့်အစီအစဉ်ရဲ့အစီအစဉ်တင်ဆက်သူအလွတ်တန်သတင်းတောက်တယောက်လည်းဖြစ်တဲ့မထက်ထက်ခိုင်ကိုတော့ပုံမှန်905ကကြီပုံမှန်18တင်းနဲ့စုစုပေါင်း1006နဲ့ချမှတ်ထားတာဖြစ်ပြီး တာယာဝတီအချင်းထောင်ကနေလွန်မြောက်လာအကြောင်းသိရပါတယ်ဒါပြင်2023နှစ်ကုန်ပိုင်းကအကိုဖြစ်သူနဲ့အတူဖမ်းဆီးခံခဲ့ရပြီးပုံမှန်905ကကြီပုံမှန်90ညလိုနဲ့တရားစွဲဆိုထောင်ချခံထားရတဲ့အစိုးရတန်တာဝင်းလဲနိုဝင်ဘာ30ရက်မှာပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်းတန်တာဝင်းရဲ့မိတ်ဆွေတွေကသူတို့ရဲ့လူမှုကွေရက်မှာရေးသားထားပါတယ်။ နိုဝင်ဘာ26နဲ့29ရက်တွေမှာနိုင်ငံရေးအကျဉ်းသား350လွတ်မြောက်ခဲ့ပြီးဒီဇင်ဘာလတရနေ့မှာတော့နိုင်ငံရေးအကျဉ်းသား268ယောက်လွတ်မြောက်လာကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကိုရက် PPNM ရဲ့ကနအူးထုတ်ပြန်ထားချက်တွေအရသိရပါတယ်ရှင်။ မြောက်ရီမျိုးတောင်ပဲမင်းလက်ပံကျေးရွာကြားဖြတ်ရုံက KNU ထိတ်သိမ်းထားတဲ့သက်သေတွေကိုပြန်လည်ရယူနိုင်ဖို့စစ်တပ်စ조사နေလို့တိုက်ပွဲတွေပြင်းထန်နေပါတယ်အောင်ခတ်ပေးပို့ထားပါတယ်ရှင်ကင်းပြည်နယ်မြောက်ပြည်တောင်ဘက်ဝလီလန်းဘော်ကဘလူးချင်းရံနဲ့မင်းလက်ပန်ချီယာနီးမှာစစ်ကောင်မရှင်ကစစ်ကြောင်းတစ်ကြောင်းနဲ့မြေပြင်နဲ့ဝင်ရင်ပြစ်ကူရယူပြီးစစ်ကြောင်းထိုးနေတာကြောင့်တပ်ဝဲတွေပြင်းထန်နေပါတယ် လက်ရှိမှာလည်း KNU ကထိန်းသိမ်းထားတဲ့မင်းလက်ပြန် online ဝေလီလုပ်ငန်းကိုထိရောက်စွာနေနိုင်မှုနိုင်ငံတကာရဲ့ရေးပေါ်ပူးပေါင်းဆောင်ရွက်မှုတွေလိုအပ်နေတယ်လို့ငွေမော်လာ25ရင်းဒီက KNU ကထုတ်ပြန်ခဲ့ပြီးနောက်စစ်ကောင်မရှင်ကလူလက်နဲ့အင်အားဖြည့်တင်းပြီးထုတ်စစ်ဆင်ခဲ့တာပါ ဒီကရုံးပြင်းရတဲ့ဒီမလဘောဦးလည်းရဒီကျွန်တော်ကင်းလောဝစီသားတဲ့ကြပြရုံအဲလက်ရှိအယူဦးရလာပြီးတော့တိုက်တိုက်နာရရှိတော့ဟိုထုတ်ပြချက်ကိုပဲကြည့် KNU ဘူထားပြီးတော့ပြင်မှတ်ထားပြီးတော့ဒီကြပြမှာပါတယ်ဆိုရဆွဆွဲချက်တွေကိုစစ်ကောင်စီဘက်ကနေပြီးတော့စစ်ကောင်စီရဲ့တရင်မီဒီယာတွေကနေဆွဆွဲပြောစုနေတာရှိရပေါ့နော်အဲ့တော့ခရီးပါဟို KNU ကလည်းမဟုတ်ကြောင်းတက်တည်ပြဖို့ဆိုတဲ့ဟာကို တို့ဒီဒက်ရှိဒေးစီရောက်လာတဲ့အားဒီလိုတို့တွေအခြေခံအချက်အလက်တွေရှာနေတယ်လို့ဒါကျွန်တော်တို့ဘေးကနေသိကြတယ်ပေါ့အဲတော့ဒီကိစ္စကဲလို့လည်းမရောက်ရည်ဒါပြန်ဒီဟာဟိုဘယ်လိုပြန်လဲလို့ရအလူချင်းနဲ့အချက်အလက်တွေမရရည်ဥတဲ့စစ်စီလုပ်နေလို့ဒါကျွန်တော်တို့ဒီလိုပဲတိုးတက်ရတာပေါ့ရှိကောမရှင်ကအွန်လိုင်းနေနေမှုလောင်းစားမှုတွေကိုမြမမေဘော်ကနေအပိတိုင်းချုပ်ငင်းသွားအောင်အမြင့်ပြတ်ချိန်မုံတုတ်တင်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။မင်းလည်းပြန်ကြားပြန်ယုံကနေအီရီရိုဘီယာ၊ယဝန္ဒာ၊အီဂျီ၊ဖိလစ်ပိုင်၊တရုတ်၊မလေးရှား၊ထိုင်း၊ဘင်္ဂလားဒေ့ရှ်၊ဟိုင်ဝမ်၊ဟောင်ကောင်စတဲ့နိုင်ငံကအလုသမား900ကျော်နဲ့အလုသမားပေါင်း1000ကျော်ကိုကရင်ကတွဲရှိခဲ့တာအကြောင်းထိမ့်သိမ်းခဲ့ပါတယ်။ KNUC ကမင်းလည်းပြန်ကြားပြန်ယုံကတက်တေတွေပြန်လည်ရရှိရေးကစစ်တပ်အတွက်အသက်အမြတ်ရေးကြီးတယ်လို့ ကင်းရေးစေးလေးလာသူတွေကပြောပါတယ်အာပုံမှန်လေးလေးပြောရရင်လည်းပါဘူးကင်းရေးမျိုးကယူလိုက်တာကတောင်းကုန်းနဲ့ပတ်ထူလိုက်တာတော့ကိတာကဘာလို့ဘာလို့ကပ်နေတော့တာလဲဟိုနည်းပါကကင်းရေးတော့ပြန်ရပါမယ်နော်အဲ့တော့ကင်းရေးတော့ပြန်ရပါကင်းရေးတော့ရတယ်အော်ပြန်ရချင်တာတောက်တော့ပြအသက်ပြန်ရချင်ပြီးပါလေဒီတော့အစ်ကိုစားတယ်ခက်တတ်နေတာအဲဒီကွန်ပျူတာနဲ့အဲဒီဟိုပါလေအားလုံးကဒီသက်ဆိုင်တာသူတို့ဓာတ်ပြတ်တိုက်ပြီးဟို တခဲဥပါရောက်သွားရင်အဲပါကောမဟုတ်ဘူးပေါ်ပေါင်းသတ်သတ်ပြီးကိုကသတ်ပြီးအောက်ခံဖြစ်ပေါ်ပါနော်အဲတော့ဘုရားရှင်ကိုချက်တယ်တော့အေးပတ်ဘုရားကဘာဘိုင်ဘယ်ချက်ပြီးရလက်သာဖြောင်းနေတော့ဒီမြေလက်ပါမှာတော့မဖြောင်းလိုက်ဘူးပေါ့နော်မဖြောင်းလိုက်တဲ့အစ်သက်ကြီးကတော့ဒီရေကမှာရောက်သွားတယ်တော်ရောက်သွားတဲ့တော့ဘလူတူအဲ့သက်ပြီးကောင်းတယ်ချက်နားမှုကြတာပေါ့ဘလူအကုန်လုံးတော့သူစူးသားကြတယ်လက်ရှိမှာလေရသေးဥဘက်ကနေဖလူကြီးရွာနဲ့ မထတ်တလေးဘက်ကနေမင်းလက်ပံကိုစစ်ကြောင်းထုံးနေတာအကြောင်းတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။ဒါကြောင့်နိုင်ငံတကာကတက်တီထောက်ထားနေပြီးအမြန်ဆုံးရယူဖို့နဲ့ရက်ကြရင် KNU နေနဲ့ထိမ့်သိမ်းရခက်လာနိုင်တယ်လို့အရင်စီရေးလေးလာသူတွေကပြောပါတယ်။ဒါကြောင့်ဒီ PLD နေတဲ့အခင်အသင်းရှိပြီးတော့တလုံးကတန်းတန်းလေးသာနေတဲ့ပါတီလို့ဆိုတော့တကယ်ဒီလေကတော့ချေကြုတ်ပြီးတက်တီထောက်ထားလူကြီးနေတယ် ဟိုသူကဘာမှအပြောင်းပြုခင်မှာအကျဉ်းအဆုံးမဟုတ်ဘူး။လက်ကြောင်ကြောင်ခါကဒိတ်ခါဘူးလို့အလုပ်လုပ်တယ်။နောက်ရက်နေ့ပြသွားပြီးဆိုဒါရီယာပြည်သူ့ဝန်ကြီးထောက်ပါတူထိတ်တဲ့မှာမဟုတ်။အဲ့ဒီကသူ့ကိုယ်လိုက်တောင်းဘယ်လိုလုပ်လဲပေါ့နော်။အဲ့ဒါအားကြံ့တော့အကူလက်ဖက်ကိုကြောက်သွားနိုင်တယ်ပေါ့နော်။စစ်ကောင်မရှင်ကမြေပြင်နဲ့ဝင်ရင်ပြစ်ကိုရယူပြီးဒုစစ်ဆင်လာတာနဲ့ပတ်သက်ပြီးဂရန်ယူတာဝန်ရှိသူတွေကို DBP ကဆက်သွယ်မေးမြန်းခဲ့ပြီးမြင်းတော်လင်းချင်းအထိပြန်လည်ဖြေဆိုတာမရှိပါဘူး ဒီဇင်ဘာလတရနေ့ည9:00ခွဲလောက်ကစစ်ကွန်ဖြစ်တက်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးဟာထိုင်းနိုင်ငံမဲဆောက်မြို့ဘက်ခြမ်းကကြေးရတွင်ကြားရောက်ပြီးအသက်68နှစ်အရွယ်ထိုင်းနိုင်ငံသူမျိုးသမီးကြီးရဘက်ချီလောက်ထိမှန်တဲ့ရရှိခဲ့ပါတယ်ကျွန်တော်ဟောင်းခတ်ပါ ဒီပီပီယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ဂျိုဆမ်မာကျေးဇူးတင်ပါတယ်ရှင်